ဖေဖို့အောက်ပိုင်းကျမိုင်ကယ်ကိုအောက်ပိုင်းကျနော်နာမည်ရတော့ဘောင်းကျော်ဦးပါဟုတ်ဒီနေ့ကျွန်တော်ဘောင်းကူမိုးကိုတရားဆွဲထားတဲ့ဒီကိစ္စနဲ့ရှစ်ပတ်မြောက်ရုံးကျိကျွန်တော်တရားလိုလို့ဒီနေ့အစ်စ်ခံရတယ်ကျွန်တော်လာရောက်ဖတ်သူချက်ကျွန်တော်လာပြီးတယ်ဒီအမှုနဲ့ပတ်သက်လို့ကတော့တရားသူကြီးပေါ်မှာပဲတရားသူကြီးပဲဆုံးဖြတ်ချက်ထားလို့ ။နောက်တစ်ချက်ကကျွန်တော်ဒီမှုကိုဘာကြောင့်တရားဆွဲရတာလဲဆိုရင်ကျွန်တော်တို့မျိုးဘာသာသာသနာကိုစော်ကားတော့နော်လူပညာရှင်အတိုင်းဝိုင်းကပေါ်လာ။လူပညာရှင်အတိုင်းဝိုင်းလည်းဖြစ်နေတယ်။ပြုံးဆောင်အောင်ကိုမိုးကိုနောင်လာအနာကကလေးတွေရဲ့အတူယူမမားဖို့ရဲ့เนาะဘာသာသာသနာကိုလည်းအတို့ရှင်တိရခိုင်မြက်ပြီးတော့ဒီသူတူတူတယောက်မှမစော်ကားရဲအောင်လဲကျွန်တော်တရားဆွဲဆိုခြင်းဖြစ်ပါတယ် တော်တော်ရှိနေမှာပေါ့။မရှိအာတော့ပြလို့စစ်တရားရုံးဒီတရားရုံးပိုင်းမှာပြလို့စစ်တယ်ပေါ့။ပြလို့စစ်ပြီးတော့လည်းလူပြ၄ရောက်ကိုဖက်စစ်ဖို့ရှိတယ်။ဒီချိန်မှာလူချင်း break လိုက်တယ်။တော်ဒီမြန်မာနယ်လေးရှင်းပြချင်တယ်ပေါ့လို့ဆိုတော့တရားရုံးရဲ့လုပ်ငန်းစစ်တော်တရားလေးပေါ့။ဘာမှပိုင်းတော့ဒါတရလိုပိုင်းကိုစစ်မယ်စစ်ပြီးတရလိုပတ်သက်တွေစစ်မယ်တရလိုပတ်သက်တွေကုံသွားပြီဆိုလို့ရှိရင်တရားရုံးကဆွဲချက်တင် ွဲချက်တင်ပြရတယ်အဲ့နေရာမှာတရားသူပြန်မေးတယ်ပြည်ခံပြည်ရှိတာလို့ပြည်ခံအပြစ်ရှိပါလေဆိုမဆက်တော့အတိတ်ကအပြစ်ချလိုက်တာအဲအကေတရားခံမေးလို့တရားခံအပြစ်မရှိပါဘူးဆိုတော့ကျွန်တော်ဟိုတရားခံဖက်ရှိနေပြန်နေပါမေးလဲဆိုတော့ပြန်ခေါ်ရှိတယ်လားပြန်ခေါ်ရှိအဲ့တရားခံတက်တည်လို့ကိုပြန်ခေါ်ပြီးဆက်လို့ရတယ်အဲ့သူခွေးစီအဲ့ဒါပြီးသွားပြီဆိုတာကြမှာတရားခံဘိုင်းကိုဆက်မယ်အမတရားခံဘိုင်းကိုဆက်မယ်တရားခံတက်တည်ကိုဆက်မယ်ပြီးအပြီးတဲ့ဆောင်ရွက်ပေးမယ်ပြီးအပြီးတဲ့အမိတ်အဲ့ဒီအမိတ် ရပါပြီဟိုကပြပြပါဒါတော့ပြောချင်တာပေါ့ဗျာကျေးဇူးတင်ပါတယ်